င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့နယ်ဟန်နာကျေးရွာအုပ်စုနားလိုက်ရွာဘက်မှာဇွန်လ၁ရက်နေ့နေ့လယ်ပိုင်းကရှမ်းပြည်တပ်မတော် SSPB နဲ့ကိုကန်တက် MNDA တို့တိုက်ပွဲကြားဖြစ်ပွားခဲ့ပြီး MNDA တပ်သား၈ယောက်ကြာဆုံးခဲ့တယ်လို့ SSPB ကသတင်းထုတ်ပြန်ပါတယ်နေ့လယ်တနားချိန်မှာနားလိုက်ကြွရအနောက်ဘက်ရွာထွက်လန်းကိုစစ်ကြောင်းထွက်နေတဲ့ SSPB တပ်သားတွေကို ကိုကန်တပ်ဖွဲ့ MND ကစတင်တိုက်ခိုက်ခဲ့တဲ့အတွက်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ညနေ၄နာရီအချိန်မှာလဲဟန်နာကျွရဘက်ကိုကိုကန်တပ်ဖွဲ့ကစစ်ကြောင်းထုတ်ခဲ့တဲ့အတွက်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်ညနေ၅နာရီအချိန်မှာကိုကန်တပ်ဖွဲ့ MND ကပြန်လည်ဆွတ်ခွာသွားပြီးအင်အားဖြည့်တင်းနေတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးကနားလိုက်ဟန်နာဟင်းလွတ်နဲ့ကောင်းကောကျွရတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ ဟနာကျေးရွာအုပ်စုမှာ MNDA ဘက်ကအင်အားတရာဝန်းကျင်နဲ့လှုပ်ရှားနေပြီး SFPP တပ်ဖွဲ့ဘက်ကလည်းတရင်နေရင်လောက်လှုပ်ရှားနေတယ်လို့သိရပါတယ်ခင်ဗျာ AR တိုင်းအတိုင်းချောင်းမြို့အမှတ်344အမြောက်တပ်ရဲ့အနောက်ဘက်မှာစစ်ကောင်စီတပ်ကမြေကြီးကျင်းတွေတူပြီးလက်စစ်ဝါယာရှော့တိုက်လို့ရအောင်ပြုလုပ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကနေ့စဉ်အရသာလူငယ်တွေကိုပေါ်တာဆွဲတာတွေပြုလုပ်ပြီး အနက်6ပေအကျယ်3ပေအထိရှိတဲ့မြေကြီးကျင်းတွေတူခိုင်းနေတာလို့ဆိုပါတယ်။344အမြောက်တက်ရဲ့အနောက်ဘက်တကြောလုံးကိုလူတရက်စာအနက်6ပေလောက်ရှိတဲ့မြေတူးပြီးလက်စစ်ဝါယာကြိုးတွေမြေမြုပ်ကလက်စစ်လွတ်ထားပြီးအမြောက်တက်ကိုရခိုင်တပ်တော်အေအေနဲ့တော်လိုင်းတပ်ဖွဲ့တွေဝင်စည်းလို့မရအောင်လှုပ်ထားတဲ့သဘောရှိတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ရခိုင်ရုံးမနဲ့ထိစပ်နေတဲ့ ARU တိုင်းကမြို့နယ်တွေမှာရှိတဲ့ရဲစခန်းနဲ့စစ်ကောင်စီတပ်စခန်းတွေမှာခံစစ်အတားအဆီးတွေကိုပြုပြင်တာတွေအသက်ထမှန်ဆောက်လုပ်နေပြီးရတားပြည်သူတွေကိုပါပေါ်တာဆွဲတာတွေလုပ်နေတယ်လို့ဒေသခံတွေစီကနေသိရပါပါတယ်ခင်ဗျာအရှေ့လေပိုင်းနိုင်ငံတွေစီအမျိုးသမီးလုံသမားတွေတရားမဝင်ဆေးလုပ်နေတဲ့ agency တွေကိုစစ်ကောင်စီကအရေးမယူပဲလိလိရှုထားတယ်လို့အလုံသမားရေးလှုပ်ရှားသူတွေကပြောဆိုပါတယ်။သုတချန္တာပေးပို့ထားပါတယ်ခင်ဗျာ။ အိုမန်ဒူဘိုင်းဆိုဝဒီအီရက်ဆိုတဲ့နေရာမလာကြပါနဲ့လို့ချင်မပြောချင်တာပဲဖြစ်ပါတယ်ဆရာနာသိမိနောက်ပိုင်းပြည်တွင်းမှာအလောက်ကန်ရှာပါတဲ့ပြဿနာကြောင့်လူငယ်အများအပြားပြည်ပကိုအလောက်ကန်အတွက်ထွက်ခွာခဲ့ကြတာပါပြည်ပကိုအခြေခံလောက်သားဆင်လို့ဖို့အတွက်အစိုးရချင်းနှစ်နိုင်ငံသဘောတူစာချုပ်ထားတဲ့နိုင်ငံတွေစီကျေဝင်သွားတဲ့သူတွေဒါပြဿနာဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ရနိုင်မှာဖြစ်ပါတယ် ဒူဘိုင်းကနေတဆင့်အီရန်နိုင်ငံကိုအပိုးခံထားရတဲ့ချင်းတိုင်းရင်းသူမျိုးသမီးငယ်တယောက်ဟာဂျွန်လာတဲ့နေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်သူ့ကိုကူညီပေးဖို့ live stream မိတောင်းဆိုခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာအလုသမာပွဲစားတွေကအစဉ်စဉ်ပို့ဆောင်တာတွေကြောင့်အီရန်နိုင်ငံကိုရောက်မှမသိရောက်ခဲ့တာဖြစ်ပြီးအလားတူဖြစ်ရမျိုးတွေအများကြီးရှိတယ်လို့ဆိုပါတယ်။ဒီရောက်လာ မကိုဟာကိုမတည်တူတလားနလားနေပြီးမတည်ရပြောရဲဘူးဒီတစ်ခါပြောလဲလို့ရှင်အရင်တော့လိုမျိုးရိတ်ခံရပြန်မြေမဖုံးသိမ့်မယ်ဆိုပြန်မပြီးတော့ဦးတို့ဒီတစ်ခါတော့အဲ့ဒါကြောင့်ဒီတစ်ခါတက်တီတွေတကုံမွေးပြီးမှပြောရမှာ2020လာစားတယ်မကြောင်းတော့ဘလောက်ပဲပြောတော့ပြီးပြီလို့ပြောတယ်တမင်းဒီတိုင်းပဲထားလိုက်တော့တယ်ဒါမဲ့လိုချင်တာပေါ့ကိုပဲဆောင် ရန်ကုန်မြို့ဆိုင်ုံတွေမှာလှုပ်လှုပ်ခဲတဲ့လှုပ်သားတွေတဲကထက်ဝက်နေပါဟာအင်းနင်းချင်းနိုင်ငံတွေစီကိုအလုအကံကြွထွက်ခွာခဲ့ကြတယ်လို့အလုသမားရေးတကြွလှုပ်ရှားသူတွေကပြောပါတယ်။လက်ရှိပြည်တွင်းပြည်ပခအခြေအနေမှာအလုသမားစေလွတ်တဲ့အေဂျင်စီတချို့ဟာတရားဝင်လှုပ်သားပို့ခွင့်မရှိတဲ့ဒူဘိုင်း၊ Oman ၊ Iraq ၊ Saudi စတဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေစီကိုအလဲဗီဇာနဲ့လှုပ်သားတွေပို့ဆောင်နေတာပါ။ ျူပန်တို့အိုမန်တို့အီရတ်တို့ဆော်ဒီတို့ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ရှိုက်ဆက်ထားတယ်ဒီကလူတွေကိုသူတို့ကအလီဗီဇာနဲ့ပတ်စပို့လောက်ပြီးတော့တတော်ရှင်ပို့ပေးလိုက်တယ်ဒီမှာပြောတော့ကတော့အကုန်လုံးတာဝန်ယူပေးတယ်ဟိုရောက်တော့တာဝန်မယူတော့ဘူးစင်ကာပူကိုသွားမယ်လို့လာတဲ့သူတွေကလည်းအာ၄လ၅လ၆လဖြစ်လာတယ်မသွားရဘူးဂျူပန်အိုမန်ဆိုသူတို့က free point ထားတယ်ဒီဘက်ဒီဘက်သွားမယ်ဆိုရင်တော့နင်တို့မြန်တယ်ဟိုဘက်ဆိုရင်တော့ကြာမယ်အဲ့လိုမျိုးအဲ့ကိုပို့တဲ့သူတို့များများကအင်ရှင်တွေနဲ့ရှိုက်ဆက်ပြီးတော့ငါမြန်မာနိုင်ငံမှာလူခိုးပေးလို့ရတယ်အဲ့လိုမျိုးလေလုံရင်လုံရင်လည်းအလို့သမဘွားကနေပြီးတော့အေဂျင့်ပုံစံမျိုးဖြစ်သွားကြတယ် တယ်တရားမဝင်တဲ့ agent တွေပဲမြန်မာနိုင်ငံမှာရှိတဲ့ agent တွေလည်းတရားမဝင်ဘူးတကယ်တမ်းဆိုရင်ဒူပန်းအိုမန်အီရတ်ဒီအရှိအလေပိုင်းတွေဆိုရင်အလို့တမပို့လို့ရတဲ့နိုင်ငံတွေမဟုတ်ဘူးမြန်မာနိုင်ငံရဲ့တန်ယုံတွေလည်းမရှိဘူးသူတို့ကအလေဗီဇာဆိုပြီးတော့ agent ဘက်ကပဲအကုန်ပြန်ခံပြီးတော့လုပ်ပေးတယ်ဟိုဘက်ကိုပို့ပေးလိုက်တယ်တချို့ကြတော့လေမြန်မာနိုင်ငံမှာ license တော့လုပ်ထားတယ်စင်ကာပူတို့ဘာတော့ပို့လို့ရတဲ့ license ရှိတယ်ဒါပေမဲ့အဲ့လို license ရှိပေမဲ့လေကိုယ်နိုင်ငံတွေကိုထပ်ပို့တဲ့ဟာကြတော့တရားမဝင်ဘူးအဲ့လိုမျိုးပေါ့နော်နှစ်မျိုးရှိတယ်တရားဝင်လုပ်ထားပေမဲ့တရားမဝင်ဘူး ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေရောင်ရွှေ့ပြောင်းလုပ်တာတွေနဲ့ဆက်စပ်တဲ့ကိင်္ဂနံချက်လက်တွေကိုအတိအကျမှတ်တမ်းပြုလုပ်ဖို့အခက်အခဲရှိနေတယ်လို့အလို့သမားရေးတက်ကြွလှူရှာသူတွေကပြောပါတယ်။ လုံသမားတွေခက်ခဲဖြစ်ရင်မတရားနိုင်ကျင့်ခံရတာမျိုးရှိရင်အချက်လက်နဲ့သတင်းပေးဖို့တိုင်ကြားနိုင်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီအလုံသမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နေကပြောဆိုထားပါတယ်ပြဿနာတွေကိုလက်တလုံးမဖြေရှင်းပေးနိုင်ရင်တော့ပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ ILOC မှာစစ်ကောင်စီရဲ့တာဝန်ယူမှုတောင်းခံမှုကင်းတဲ့လို့ရတွေကိုတတ်သိဖြစ်တင်သွင်းနိုင်မှုအလုံသမားရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်ကျွန်တော်သုတချန်တာပါ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ